ိုင်းနီဝင်မဖြေရှင်းနိုင်ပေဖြစ်နေတဲ့ငွေမားလွဲတဲ့ပြဿနာကိုချက်လက်နဲ့တကွာဖြေရှင်းပြလိုက်တဲ့အေတင်ကိုအေတင်ကွာချင်းချီရနဲ့ပတ်သက်ရင်လူများရဲ့ကဲ့ရဲ့ပြစ်တင်စရာချက်တွေရှိနေပေမဲ့အမျိုးသမီးတယောက်အနေနဲ့ဆွဲဆောင်ဆွဲရင်မှာတော့လက်ပြားခါလာအောင်ကိုထူးချွန်ထမြက်သူပါစီဝိုင်းရေးလုပ်ငန်းနဲ့လူအများရဲ့လှုပ်ဆောင်ရတဲ့လုပ်ငန်းတွေမှာနီးစနစ်ကြကအမှားကင်းအောင်လုပ်တဲ့အကြောင်းကိုငလင်ဘေးနဲ့ရေဘေးမှာအထင်းသားမြင်တွေ့နိုင်ပါတယ်ဒါကြောင့်မလို့လေလက်တလုံးမှာဖြစ်ပျက်နေတဲ့ခိုင်နီဝေပြဿနာကိုကြည့်ရကသူ့အနေနဲ့ဖြေရှင်းစင်စိတ်တွေတဖွာဖွာဖြစ်လာခဲ့ရပါတယ် ခိုင်နေဝေကသူပရိုက်တာအသင်းကိုငွေမွားလွှဲလာတဲ့သိန်း30ကိုပြန်မလွှဲပေးပဲပြဿနာဖြစ်လို့နေတာပါ။အေသင်ကတော့ဒီပြဿနာမှာခိုင်နေဝေဘက်ကမှားတဲ့ချက်တွေအများကြီးကိုရှိနေကြတာလို့ဆိုပါရီ။သိန်း30မှာရင်လွှဲမိတဲ့ပြဿနာကတရားထင်းနဲ့ရှင်းလို့ရကြအောင်အေသင်ကထောက်ပြလာခဲ့ပါရီ။ မားလွဲတဲ့အမျိုးသမီးဘက်ကသူမားလွဲကြောင်းကိုတနားရီတွင်သိကခိုင်နှင်းဝင်စီကိုကြောင်းကြားခဲ့ပါတယ်။ဒါပြင်မားလွဲခဲ့တဲ့ဘဏ်အောက်ကလုပ်ငန်းစဉ်အမှတ်ကိုလည်းတခါလေးတင်ပြနိုင်ပါတယ်။ဒါပေမဲ့သူအမားကမားလွဲမိတဲ့အကောင့်နံပါတ်နဲ့မဟုတ်ဘဲအခြားနံပါတ်နဲ့လာပြောတာတခုသာမှားပါတယ်။ ဒါကြောင့်ခိုင်နီဝေတို့ဘက်ကနေသူတို့ကိုလွဲလာတဲ့ဘန်လုပ်ငန်းစဉ်အမှတ်နဲ့တိုက်ကြည့်ပြီးတော့မှန်ကန်နေတာဆိုရင်ချက်ချင်းဆိုသလိုတရက်တွင်ပြန်လွဲလိုက်လို့ရပါတယ်။မားစီယာအကြောင်းလည်းမရှိတဲ့အတွက်တရက်တွင်ဖြည့်ရှင်းနိုင်တဲ့ပြဿနာကိုခိုင်နီဝေတို့ကရက်20ကြာချင်းချိန်ဆွဲနေတာကိုထောက်ပြလာခဲ့ပါတယ်။ဒါပြင်အွန်လိုင်းမှာမားတဲ့ပြဿနာကိုအွန်လိုင်းကနေမရှင်းမဲလူချင်းတွေကဖြည့်ရှင်းခိုင်းတာကလည်းမားရင်းနဲ့ချက်လို့အေးတင်ကွာဆိုပါတယ်။ ခိုင်နေဝရဲ့မန်နေဂျာဆိုသူကလည်းအလုံငွေတွေကိုလှူရဲထင်လို့လွှဲပြီးတနားရီတွင်မှနေလွှဲလိုက်ကြောင်းပြောခဲ့တာပါအလုံငွေတွေကိုလွှဲလာပြီးတနားရီတွင်လွှဲဖို့ဆိုတာပရိုက်တာတင်တစ်ခုမှမဖြစ်နိုင်ပါဘူးဩဂထာဖြစ်တဲ့ခိုင်နေဝကိုကြောင်းကြပြီးမှသာလှူရမှာပါဒါကြောင့်ခိုင်နေဝဟာမန်နေဂျာကိုလုတ်ပိုင်ခွင့်ပေးကငွေကိုတုံးချင်တယ်လို့ပေးတုံထားရလားဆိုပြီးအီတင်ကိုကမိကုံထုတ်လာခဲ့ပါတယ်တကယ်လို့သား မန်နေဂျာကိုငွေနဲ့ပတ်သက်ပြီးလုပ်ပိုင်ခွင့်အပြည့်ပေးထားတာမျိုးဆိုရင်တော့လုံးဝဖြစ်တင်တာကြောင့်ပါခန်းနီဝီကစီမံခန့်ခွဲတဲ့နေရာမှာညံ့တာကြောင့်သာအခုလိုအမှားမျိုးဖြစ်ကအကြီးညိုပြက်စရာဖြစ်လာကြောင်းကိုလည်းအချက်နဲ့တကွာဖြေရှင်းလာခဲ့ပါရီလုပ်ငန်းတစ်ခုဖြစ်စေစီဝါရေးလုပ်ငန်းဖြစ်စေလက်အောက်ငွေသားတွေနဲ့လှုပ်လှုပ်ပြီးဆိုရင်အားလုံးနဲ့အခြေဆက်ရှိနေဖို့လိုအပ်ပါရီလက်အောက်ငွေသားတွေကိုအမြင့်တဲ့ဆက်သွယ်က အမားတွေနဲ့ပြဿနာဖြစ်လာရင်ချက်ချင်းကြောင်းကြားခံရမှာပါ။ဒါမှလည်းအလုတ်ကအမားရေးမရှိပဲလက်ပတ်နိုင်မှာဖြစ်တယ်လို့အမားကလည်းချက်ချင်းဖြေရှင်းနိုင်မှာပါ။ခဏဝေကလက်အောက်ငယ်သားတွေနဲ့ဝေးကွာနေတာကြောင့်အခုလိုပြဿနာဖြစ်ရတာလို့လဲဆိုပါရယ်။အေးတင်ကွာစီးပွားရေးလုပ်ငန်းတစ်ခုတည်းတည်းမဟုတ်ပဲလုပ်ငန်းများစွာကိုဦးစီးနေသူပါ။ဒါပြင်ပရိုက်တာလုပ်ကိုလည်းဦးစီးလုပ်ကိုင်နေတာပါ။အေးတင်ကွာဘာပြေတနာမှမတက်အောင်ဥဆောင်နေတာကြောင့်လေလူအများရဲ့ချီချူးချင်းကိုခံနေရတာပါ။ ခန်းနီဝင်ရဲ့အမားတွေပေါ်အေတင်ကွာထောက်ပြလာတဲ့ချက်တွေဟာမှန်ကန်တယ်လို့ထင်လားဆိုတာပြောခဲ့ပေးပါအောင်ရှင်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းခုလိုမျိုးစေတီတဲ့နုပညာရှင်တွေရဲ့တင်းကျောင်းယာရီနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်။အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။